ကျွန်တော်ပေါ့နော်ဒီခြေပေါက်မှာလာမေးရတဲ့ညီကိုရှိရပေါ့နော်အဲဘာလဲဆိုတော့တင်မိုးမှာပေါ့နော်အဲတင်မိုးကဆက်သရောက်ချင်ပေါ့နော်တင်မိုးဆက်ရောက်ချင်တဲ့ဟိုကျွန်တော်ဘာတွေခက်ခဲကြုံရလဲပေါ့နော်အဲအဲ့ဒါကြောင့်ပြောပြပါမယ်ဘာတွေခက်ခဲကြုံလဲဆိုတော့ဒါကတော့ဒပါမန့်တခုနဲ့တခုတော့မတူဘူးပေါ့နော်ကျွန်တော်မက်စမန်တယောက်အနေနဲ့ခက်ခဲကြုံရတာဆိုတော့ဘာလဲဆိုတော့ဟိုဒီတင်မိုးတင်မိုးရောက်တယ်ကျွန်တော်တင်မိုးကျွန်တော်ဒီတင်မိုးရောက်ချင်တင်းတင်းနဲ့ဟာရှိတယ်တင်းတင်းနဲ့ဟာရှိရပေါ့နော်တင်မိုးတင်းတင်းနဲ့ဟာဆိုတော့ဘာလဲဆိုတော့ ကျွန်တော်ဆိုရင်ဘယ်လိုဒါကျွန်တော်လုပ်တဲ့ပုံစံကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဟန်နိုဗာလုပ်ရတယ်ဟိုကကျွန်တော်မက်စမာဟိုဘက်မက်စမာဟိုဘက်မက်စမာကျွန်တော်တူးရထားကျွန်တော်ဟန်နိုဗာလုပ်ရတယ်ပေါ့နော်ဟန်နိုဗာလုပ်ရတယ်ဒါပေမဲ့ခင်ဗျာဟန်နိုဗာလုပ်ချင်းမလို့ချင်းကိုသိချင်တာကိုလေ့လာတာမရှိရပေါ့နော်တင်မောကျောင်းသွင်းရင်မလုပ်လဲဆိုတော့စာအုပ်တုံးနေပေါ့နော်စာအုပ်တုံးနေဘောမနဲ့ယူပြီးမလုပ်လဲဆိုတော့အပတ်တက်ကနေစပြီးတော့ဒီအပတ်တက်ပေါ့နော် first flow second third uh, fourth ပေါ့နော်အဲ့လို break uh, ဒီ bridge တော့မတက်ပေါ့နော် bridge တော့အဲ့ဒီအိုင်နီယာမလို့ အဲ့ဒီထက်မှာဘယ်ခန်းမှာဒီထက်မှာဘယ်ခန်းနဲ့ရှိတယ်ဘယ်ခန်းနဲ့ကျွန်တော်အားလုံးမှတ်တာမှတ်တာလိုက်မှတ်တာတက်ဖလိုမှာဘာရှိတယ်ဒါပဲဘတ်စတိုရှိတယ်ဘယ်ဘသူနေတဲ့ခန်းနဲ့ရှိတယ်စကန်ဖလိုမှာဘသူနေတဲ့ခန်းရှိတယ်ဘတ်စတိုရှိနေပေါ့နော်ကျွန်တော်တို့ဒီ first floor ဆိုရင် kitchen ကဘယ်နားမှာပြီအာပြီးတော့ exit တွေကဘယ်နားမှာပြီး master kitchen ကဘယ်နားမှာအဲ့ဒါတွေအကုန်လုံးကျွန်တော်ကကျွန်တော်လိုက်မှတ်တယ်ပေါ့နော်ဒါကနံပါတ်1နံပါတ်1ကျွန်တော်ကျွန်တော်လောက်တာနံပါတ်2ကကြတော့ကယ်လီပေါ့နော်ကိုလောက်လောက်မဲ့နေရာတွေမက်စတော့ မက်ဆရွန်ကယ်လီမက်ဆရွန်နှစ်ခုနဲ့ကယ်လီပေါ့အဲ့ဒီမှာပစ္စည်းတွေကယ်လီထဲမှာဆိုရင်ကိုဘေဘစီပါထားလဲပေါ့နော်ဘေဘစီပါပဲနားထားလဲပါရညာပြီးရင်ကျွန်တော်ကိုလောရမယ့်အလုပ်တရားပဲပြန်မှာတော်ဟိုခုနကပြောထမင်းဦးတင်မယ်ဆိုရင်အပေါင်းကပေါင်းကဘယ်နားမှာလဲပြီးဟိုသူဆန်ချင်တဲ့ဘက်ဘယ်နားမှာအဲ့အဲ့လိုမျိုးတွေပေါ့နော်အဓိကပြီးတော့ဦးဒီခွေဒီပနားထားလဲဓာတ်တွေပါညာအဲ့အဲ့လိုမျိုးတွေပေါ့နော်ဘေဘစီပဲနားထားအိုး မမြန်လေးလာရတော့ဗျာဒါလည်းကိုနောက်နေ့အလုံးလုံးရမယ့်ဟာမှာတကူတကအဲ့ဒါကိုချိန်ပေးရှာကြမလို့တော့ပေါ့နော်အဲ့လိုမျိုးပေါ့ကိုလုံးမဲ့ဟာကိုကိုတင်းမို့ရောက်တဲ့ချက်ချင်းလိုက်လေးလာတယ်အဆုံးချပြီးဆိုတာနဲ့ကျွန်တော်ကအဲ့လိုမျိုး तू ကကျွန်တော်ဟန်နိုဝါလွှဲမယ်ပဲပြပါလို့ပါညာအဲ့တော့ကျွန်တော်ဟန်နိုဝါလွှဲပြီးလို့ရှိရင်ကျွန်တော်ကအဲ့ဒါကိုချက်ချင်းလိုက်လို့ရတာပေါ့အဲ့ဒါဒါမဲ့အော်ဒါတင်းမောသားတိုင်းကျွန်တော်တင်းမောသားတစ်ခေါက်လိုက်ပြီးလို့နောက်တစ်ခေါက်ဆိုလဲဒီလိုလောက်ရတာပဲနောက်တစ်ခေါက်လို့လဲနောက်တစ်ခေါက်ဆိုလဲလိုပဲလောက်ရတာအချက်ကြီးပြတ်သွားလဲအဲ့လိုပဲအဲ့လိုပေါ့နော်အဲဒါကိုယ့်ရဲ့ ခုမှကိုကိုရဲ့အလုံးလုံးပုံ standard တစ်ခုထားလိုက်ပေါ့နော်ထားပြီးတော့အဲ့လိုမျိုးအဲလောက်တာပေါ့လောက်တာပိုကောင်းတာပေါ့နော်အဲကျွန်တော်ဆိုအဲ့တင်မောကတော့တင်မောနဲ့ခုနကပြောတဲ့တပတ်လောက်ဆိုတော့သားကြပါရဲ့အဲအဲ့ဘောတပတ်မှ2ရက်3ရက်တော့ကောင်းနေနေဟိုအပင်မခံရပေါ့နော်နေနေ3ရက်တော့ပင်မခံလိုက်ဘယ်နာပါဘယ်နာပါထားလဲဘယ်ဟာဘယ်ဘယ်နာမှမရှိတယ်ဆိုတဲ့အမျိုးကိုကိုအောင်လိုက်ကြည့်လိုက်လေလာပေါ့နော်အဲ့လိုမျိုးပေါ့ဟန်နူဝါလွှဲတာသူပြောပြလို့ဆိုရင်တမျိုးပေါ့လေနော်ကျွန်တော်လည်းကျွန်တော်ကျွန်တော်ဟန်နူဝါလွှဲကတော့လူသိကောင်လေးကိုကျွန်တော်အဲ့လိုပဲသိချာလေးဟန်နူဝါလွှဲပေးခဲ့တယ်ပေါ့နော်ဘယ်နာမှမရှိတယ်ပါဒါကိုအောင်လို့ခဲ့တော့လေနောက် နောက်လူကြတော့နည်းနည်းလွဲကူတာပေါ့ဗျာတလားအဲ့လိုမျိုးပေါ့ဘယ်နှမှာချင်းကြီးဒါတော့ဒီမှာထားတယ်ဟိုကတော့မှာထားတယ်ဘယ်ထက်မှာပါရှိရဒီထက်မှာထားရှိရအဲ့လိုမျိုးပေါ့နော်အဲကိုကလိုက်လိလာတာတော့သူ့အတွက်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့လင်မို့ရောက်ရင်အာဒီခုနကပြောတဲ့ဟိုလိုက်လိလာပေါ့နော်တေချာချက်ချင်းပေါ့နော်နေရာတော့ပြင်မှတ်ခံပေါ့